်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးအနေနဲ့စေအုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကိုအကြမ်းဖက်ဆရာဇဝတ်သားအဖြစ်ဖမ်းဝရမ်းထုတ်ဖို့ချက်ချင်းဆုံးဖြတ်ချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။ နိုမာလာ၁၇ရက်နေ့ကနယူးယောက်မြို့မှာကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့အပီပီဆိုင်ရာရာဇဝတ်တရားရုံးရဲ့အစီရင်ခံစာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးမှုမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်နိုဝင်ဘာလကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲရာရှိကအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့တရားရုံးကိုလျှောက်ထားခဲ့မှုဟာမြန်မာပြည်သူတွေအတွက်မျှော်လင့်ချက်တွေမြင့်တက်ခဲ့ရတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းတနင်္လာကြာမြင့်တဲ့အချိန်ထိတရားစွဲရာရှိရဲ့လျှောက်ထားချက်နဲ့ပတ်သက်ပြီးတိုးတက်မှုတွေမရှိသေးတဲ့အတွက်ပြည်သူတွေရဲ့စိတ်ပျက်မှုတွေကြီးမားလာခဲ့ရတဲ့အတွက်တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်ရှင်။ 2025ခုနှစ်ဧပြီလအတွင်းမြန်မာစစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခီးစဉ်အတွင်းမှာဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာလုံသား၂ယောက်ဖမ်းဆီးခံရတာ9လကျော်သွားပြီဖြစ်ပြီးလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ကာယကံရှင်တွေစီကသိရပါဗျာ။ ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်ဘင်းစတက်အစည်းအဝေးခီးစဉ်အတွင်းမှာဆန္ဒပြဖို့အစီအစဉ်ခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ဖြစ်ကြတဲ့ကိုဖြိုးပိုင်နဲ့ကိုနာနိုင်စိုးတို့ဟာထိုင်း IDC Immigration Detention Center မှာထိန်းသိမ်းခံထားရတာ9လကျော်ရှိသွားပါပြီ။သူတို့နှစ်ယောက်ကိုဆန္ဒမပြခင်ရှန်ဂရီလာဟိုတယ်နားမှာထိုင်းအာဏာပိုင်တွေကလာရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးသူတို့ကိုနှစ်နိုင်ငံချစ်ချစ်ရေးပြတ်ပြားစေမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစေမှု ထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုမညီမသက်အနေရဖြစ်စေမှုထိုင်းနိုင်ငံသားတွေရဲ့လုံခြုံရေးကိုအနေရဖြစ်စေမှုအပါအဝင်အမှုပေါင်းခုနှစ်မှုနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။သူတို့အမှုအတွက်အော်တိုဘာလတုန်းကအာမခံပယ်ချထားခံရပြီးလက်ရှိမှာအယူခံတင်ထားတယ်လို့ကိုနန်နိုင်စိုးကပြောပါတယ်။ဖန်ဆီးခံထားရတဲ့ကိုဖြိုးပိုင်နဲ့ကိုနန်နိုင်စိုးတို့နှစ်ယောက်ကို UNHCR ထိုင်းလန်ကမြန်မာနိုင်ငံစီကိုနေရပြန်မဖို့အောင်အကာအကွယ်ပေးထားပြီးထိုင်းလူအခွင့်အရေးရှိနေအဖွဲ့ကလည်းအကူအညီပေးနေတယ်လို့သိရပါတယ်။ဖန်ဆီးခံထား တာ9လကျော်ပြီဖြစ်တာကြောင့်အမြန်ဆုံးလွတ်မြောက်ချင်တယ်လို့လည်းဖန်ဆီးခံထားသူနှစ်ယောက်က TV ကိုပြောခဲ့ပါတယ်ရှင်။အာနာသိန်းစစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွေးကောက်ပွဲကိုပြည်သူတွေမဆန့်ကျင်ရဲအောင်အထူးအနေနဲ့ဥပဒေ၃ခုကိုပြင်ဆင်ပြဋ္ဌာန်းပြီးဖန်ဆီးဖိနှိပ်နေရလို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ဥပဒေပညာရှင်တွေကထောက်ပြကြပါတယ်။စိုးတူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ အာနာသိန်းစစ်တပ်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်စန့်ကျင်မှုမှန်သမျှကိုဖိနှိပ်ဖို့နဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုထိန်းချုပ်နိုင်ဖို့အတွက်အဓိကအနေနဲ့ဥပဒေ၃ခုကိုလက်နက်တပ်ဖွဲ့အသုံးပြုနေကြောင်းလေးလာသူတွေကထောက်ပြကြပါတယ်။အဲဒီဥပဒေတွေကတော့စိုက်ဘာလုံခြုံရေးဥပဒေ၊ရွေးကောက်ဥပဒေလို့ခေါ်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့နိုင်လွတ်လုံလုံခေါ်တဲ့နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေတို့ဖြစ်တဲ့အကြောင်းမြမရွေးကောက်ပွဲကိုအစဉ်တစိုက်လေးလာနေတဲ့စောင့်ကြည့်နေသူတယောက်ကပြောပါတယ်စိုက်ဘာလုံခြုံရေးဥပဒေတုံးနေမှာပေါ့နော်နောက်တစ်ခုကတော့ရွေးကောက်ပွဲကာကွယ်ဆောင်ရှောက်ရေးဆိုတော့ရွေးကောက်ပွဲနဲ့ကာကွယ်နဲ့ပတ်သက်တဲ့ဥပဒေကတော့အရင်တော့905ကကြီးကိုကြေကြေပြင်းပြင်းတုံးတယ်လို့မျိုးဒီဥပဒေကိုလည်းကြေကြေပြင်းပြင်းနဲ့လူသိရှင်ကတုံးနေမှာလောက်နေမှာပေါ့နော်ဆိုတော့အခုရွေးကောက်ပွဲမတိုင်ခင်မှာကို ဒီနိုင်လုံးလုံးဥပဒေမှာပါတဲ့ပုံမှန်တွေကိုရက်ဆိုင်ထားတာရှိတယ်။အဓိကရွေးကောက်ဝင်တဲ့ပတ်တန်ဒီ၃ခုတော့အဓိကတုံးလိုက်မယ်ပေါ့နော်။ဆိုတော့ကြံနေရှိပြီးသားဥပဒေနဲ့လည်းပေါင်းဆက်ပြီးတော့အာဒီအဖြစ်စဉ်လိုက်ဖြစ်စဉ်လိုက်ပေါင်းဆက်ပြီးတော့တုံးပါလိမ့်မယ်။စိုက်ဘာလုံခြုံရေးဥပဒေကတော့ online ပေါ်ကဝေဖန်မှုတိုင်းကိုရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်ပြီးဖုံးကြားဖြတ်နားထောင်နိုင်တယ်လို့ VPN သုံးရုံနဲ့တင်အရေးယူနိုင်ပါတယ်။ရွေးကောက်ဥပဒေကိုတော့စစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်29ရက်မှာထုတ်ပြန်ခဲ့ပြီးဒီဥပဒေဟာ ရွေးကောက်ပွဲကိုနှောက်ယှက်တယ်လို့ယူဆရတဲ့ဘလို့လှုံ့ရှားမှုတွေကိုမဆိုပြင်းထန်စွာအရေးယူနိုင်ပြီးတော့တိတ်တန့်အထိချမှတ်နိုင်ပါတယ်။ဒါအတူပါပဲနိုင်လွလွန်ဥပဒေတွေကတချို့ပုံမှတ်တွေကိုရဆိုင်းလိုက်တာကြောင့်စစ်တပ်ဟာဘ누구ကိုမဆိုအချိန်မရွေးဖန်ဝရမ်းမပါပဲဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ရသွားပါတယ်။တရားလွတ်တော်ရှင်းနေဦးချင်းမြင့်ကတော့ဒီအချက်တွေကိုလက်ခံသလိုပုံမှန်905နဲ့ဆက်သွယ်ရေးဥပဒေအပအဝင် ဒီဥပဒေ၃ခုကိုပါစစ်တပ်ကအသုံးပြုနေပြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အကြောင်း DVV ကိုပြောပါရယ်အဲ့တော့အဓိကတော့ကွာဒီရွေးကောက်ပွဲကိုဟိုမဖြစ်မနေလုပ်မယ်အနိုင်ယူမယ်ရှုပ်လဲနိုင်ရမယ်နိုင်လဲနိုင်ရမယ်အဲဆိုတော့ကိုယ်ကဟိုတုန်းကတော့ဖတ်တဗလာခေကတော့ဥကြောင်းကြီးလို့ကြိုးကြစားနေတီမြေကဒါမှမဟုတ်အဲ့တုန်းကဥလူနဲ့ပြန်ကတော့ခွက်ခွက်လာအောင်ရှုံးတာပဲလေတန်ချင်းကတတိလုံးနိုင်တာပဲအခုကျတော့သူတို့ကပြိုင်ပဲမရှိဘူးအဲ့ပြိုင်ပဲမရှိတဲ့အထက်က ဒီလိုလုပ်နေတဲ့ဥစ္စာတော့တော်တော်ရည်စရာကောင်းတာပေါ့နော်အမှားတော့ဒါတွေကမလိုပါဘူးဟိုတိုးတော်လည်းပဲအဲ့ဒီညာတွေကကိုကြောက်နေတာပဲတနာလဲကြိုင်စားသေးလေကြောက်လဲကြောက်တယ်လိန်လဲလိန်သေးတယ်တို့ကအဲ့လိုဖြစ်နေတယ်ကွာနော်စစ်တပ်ဟာတို့ကျင်းမမဲ့ရုပ်ောက်ပွဲအပေါ်ပြည်သူကထောက်ခံမယ်လို့မယုံကြည်တာကြောင့်ဒီလိုဥပဒေတွေနဲ့ဖိနှိပ်ပြီးတော့ထွက်ပေါက်ရှာတာဖြစ်တယ်လို့လေးလာသူတွေကဝေဖန်ပါတယ် လက်ရှိအချိန်ဒီဆိုရင်ရွေးကောက်ဥပဒေတစ်ခုတည်းနဲ့တင်အမှုဖွင့်ဖမ်းဆီးခံရသူပေါင်း122ယောက်ထပ်မံရှိနေပြီးဖမ်းဆီးခံထားရသူတွေထဲမှာ အသက်16နှစ်အရွယ်အပါအဝင်အသက်18နှစ်အောက်6ယောက်အထိရှိနေပါတယ်။ဒဝဲခရိုင်ဒေသခံတယောက်ကတော့ဒီလိုဥပဒေတွေဟာစစ်ကြောင်းလာတာနဲ့ထွက်ပြေးနေရတဲ့ကြေးလက်ဒေသတွေထက် မြို့ပေါ်တွေမှာပဲပိုပြီးတော့တက်ရောက်လိုက်မယ်လို့သူ့အမြင်ကိုပြောပါတယ်။ဟုတ်ဥပဒေတွေကတော့ဒါနိုင်ငံရေးရပါတော့เนาะဆရာဟိုကျွန်တော်တို့ ီလူလူရဲ့လူတယောက်ရဲ့အခြေခံရပိုင်ခွင့်အနေနဲ့ကြည့်ရင်တော့မှသူတို့လာတာနဲ့ကိုကျွန်တော်တို့ကမနေနိုင်တော့ဘူးအခုအိမ်တွေကိုမိရှို့တယ်လေရင်နဲ့ပုံကြည့်ရတယ်ဟိုဥပဒေကြောင်းကဟိုခုနလိုဆရာရဲ့ဟိုပညာချင်းစံတယ်နိုင်ငံရေးဟိုအတိုင်းဝိုင်းစံတယ်ပေါ့နော်ဆရာဟိုအစ်မင်းနေတယ်အဲလက်တွေအောက်စီမှာကြပို့ဆိုဟိုမှာကြတော့သူကနိုင်ငံတကာအတိမတ်ပြုဖို့လိုပါတော့ဆရာရဲ့ဒါဟိုဟိုနိုင်ငံရေးဘက်ကအကူကြီးတွေအမတွေတုံ့တက်ပြတယ်လို့ဆိုရင်တရားဝင်မှုရလို့လားလို့ပြီးလို့ရှိရင် လူလုံးချင်းကလှုပ်ဖို့လုပ်နေတဲ့ဟာမျိုးတွေပေါ့နော်ဗျာဒီလိုအချက်တွေကြောင့်ပဲစစ်တပ်ကပြင်ဆင်ပြတ်တန်းလိုက်တဲ့ဥပဒေကွန်ရက်ဟာစစ်တပ်ယူကောက်ပွဲရဲ့တရားဝင်မှုကိုမေကွန်ထောက်ယုံတာမကဥပဒေကိုအကာအကွယ်ယူထားပြီးအကြောက်တရားကြီးစိုးတဲ့နိုင်ငံတစ်ခုကို ပို့ပြီးတော့နှံဆိုင်စွာသွန်းပို့နေတဲ့အကြောင်းတုံ့တန်မှုတွေလည်းရှိနေပါတယ်။လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလပိုင်းနေ့မှာအပိုင်းနှစ်ခုခွဲပြီးကျင်းပဖို့ရှိနေတဲ့ယူကောက်ပွဲကို ုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကလည်းလွတ်လပ်မြတ်တာမှာမဟုတ်ဘူးလို့ဝေဖန်ထားပါဗျ။ကျွန်တော်စိုးသူအောင်ပါ။မြန်မာအီလက်ထရောနစ်မဲပေးဆက်ကင်တွေအသုံးပြုခြင်းသင်တန်းများပို့ချပေးခဲ့ပြီးမဲဆန္ဒရှင်ပြည်သူများကိုလည်းရှင်းလင်းပြသခြင်းနဲ့အမေရိကန်သမိုင်းမှာအရှိကြဆုံးဖြစ်တဲ့43ရက်ကြာအစိုးရရန်နယာရက်ဆိုင်မှုကိုအဆုံးသတ်စေမဲ့ဘန်နာငွေထောက်ပံ့ရေးဥပဒေကြမ်းကိုသမရဒေါ်နယ်ထရန့်ကအနော်မာလာ12ရက်နေ့မှာလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါပြီ။ ဒီဥပဒေကြမ်းကိုအထက်လွှတ်တော်ကနိုမာလာ၁၇ရက်နေ့မှာအတည်ပြုခဲ့ပြီးတဲ့နောက်အောက်လွှတ်တော်ကလည်းနိုမာလာ၁၂ရက်နေ့မှာမဲပေါင်း၂၂၂မဲ၂၀၉မဲနဲ့အထက်မှအတည်ပြုခဲ့တာပါ။ အောက်လွှတ်တော်မှာမဲခွဲတာမှာဒီမိုကရက်တစ်အမတ်6ရောက်က Republican တွေနဲ့အတူပူးပေါင်းပြီးထောက်ခံမဲ့ပေးခဲ့ကြပါတယ်။အစိုးရရက်ဆိုင်မှုကြောင့်လစာမရဘဲအလုတ်ယာယီရနာထားရတဲ့ Federal ဝန်ထမ်းထောင်ပေါင်းများစွာဟာအခုဆိုရင်အလုတ်ပြန်ဆင်းနိုင်တော့မှာဖြစ်ပါတယ်။ဒါ့အပြင်ရက်တက်နေခဲ့တဲ့အစားအသောက်ထောက်ပံ့ပေးရေးအစီအစဉ်တွေနဲ့လေကြောင်းထိ ंछ ုပ်ရေးစနစ်တွေလည်းပြန်လည်စတင်လှည့်ပတ်တော့မှာပါ။ အစိုးရလုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်ဖို့အချိန်တစ်ခုတော့ယူရအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာယာယီဘဏ္ဍာငွေအရအသုံးဥပဒေဖြစ်ပြီး အစိုးရကိုဇန်နဝါရီလ30ရက်နေ့အထိပဲရန်ပုံငွေခွင့်ပြုထားတာဖြစ်တယ်လို့သိရပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ ကျမတော်ငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်